မေတ္တိလာကံဟာမေတ္တိလာမျိုးရဲ့အနောက်ဘက်ဆောင်းတွင်တည်ရှိပြီးတော့အလျား9မိုင်နဲ့အနံမိုင်ဝက်ရှိသောကြောင့် area ကျဲဝန်စတူယန်3မိုင်ခွဲရှိပါတယ်။မေတ္တိလာကံမှာကံတစ်ခုပြည့်ဖွဲ့ထားပြီးတော့တောင်ကံနဲ့မြောက်ကံဟူ၍အမည်တွင်ပါတယ်။ကံရည်ပင်မှာတစ်ဆက်တည်းတပြင်းနေပင်ဖြစ်တော်လဲ။ထူးခြားချက်ကတော့မိုးရသည့်ရေဝင်ချိန်မှာမြောက်ကံမှရေကရေကြီးစေမှတောင်ကံအတွင်းသို့စီးဝင်လေရှိပါတယ်။ ရေနောက်နဲ့ရေကြီးဘယ်အခါမှရောဆက်ခြင်းမရှိလို့လဲစိုးစမတ်ပြုခဲ့ကြပါတယ်။တာစီမြင်းချံကိုဆက်သွယ်ထားတဲ့မိရထားလန်တရာဆိုရင်တောင်ကန်နဲ့မြောက်ကန်အဆက်ပေါ်မှာဖြတ်ကျော်တိဆောက်ထားခြင်းပဲဖြစ်ပါတယ်။ယခုအခါမှာဆိုရင်တော့မြောက်ကန်မှာရေလွဲတကားနှစ်ခုရှိပြီးတော့တောင်ကန်မှာရေလွဲတကား၁၁ပေါက်နဲ့အလျားပေ30ကျဲတဲ့တကားကြီးတစ်ပေါက်ရှိပါတယ်။မိထီလာမျိုးသူမျိုးသားတို့ကမိထီလာကန်တော်ရေကိုတောက်သုံးကြပြီးတော့လေယာစိုက်ပျိုးရာတွင်လည်းမိထီလာကန်မှာရေတွေကိုတွယ်ယူအသုံးပြုကြပါတယ်။ မေဒီလာကန်ဟာအခြားသောကန်များနဲ့မတူဘဲကန်မရေရင်အနဝတ္တအိုင်မြတ်မှရေပါရှိသောကြောင့်အเจ้าမဲမနောက်ကျူခြင်းအเจ้าမဲညီဟောင်းနှံစောမှုမရှိခြင်းတိုင်းအမိုင်များနဲ့မတဲခြင်းအကောင်ပုံများကြာရှည်မတဲခြင်းယရနာအမျိုးမျိုးဖြင့်ပြွမ်းခြင်းခြေမော်ပင်တို့မပေါက်ခြင်းကန်တွင်းရှိဂျိုးကြရုပ်မှတ်တိုင်မှာဂျိုးကြ